ရှမ်းပြည်နယ်မြောက်ပိုင်းကနေမန္တလေးတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်1ဘီလီယံကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူ30တသမ8ကီလိုနဲ့စိတ်ကြွရည်သွန်းစေပြားတသမ5လီသိန်းဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။ပူဝါအဖွဲ့ဟာမလ9ရက်မနက်9နိုင်ခွဲအချိန်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်မှာဟန်ဝင်းအောင်မောင်းနေပြီးနိုင်မင်းထက်နဲ့စိုးမိုးအောင်တို့လိုက်ပါလာတဲ့နစ်ဆန်ကွန်ဒေါ6ဘိန်းကုန်တင်ရင်ကိုတရင်ရရှာဖွေရရှင်ပေါ်မှာချက်ဆက်ကိုအဟောင်းနေ ရေတန့်ဘူးကွန်နေနဲ့ဖုံးအုပ်သေးဆောင်လာတဲ့ဒေသကာလတံမိုးငွေကျပ်1ဘီလီယံကျော်တံမိုးရှိတဲ့ ပလတ်စတစ်စက်ပြာကွက်380ကွက်နဲ့ထဲလျက်ဘိန်းပြူ30တက်သမ8ကီလိုနဲ့စေကြရည်သူဈေးပြား1တက်သမ5လေးသိန်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။စစ်စင်းဖော်ထုတ်ချက်အရသိမ်းဆည်းရမိတဲ့မူရင်ဈေးဝါတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းကနေမန္တလေးတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်သူတွေဖြစ်တဲ့တင်ဝင်းကိုပြည်ကြီးတကုံမြို့နယ်ညရက်ကွက်139ဖီလန်62လမ်းနဲ့63လမ်းကြားမှာ၎င်းမတ်သီရီတုံနဲ့မတ်ဝဝဆိုးတို့ကိုမကွေးတိုင်းဒေသကြီးမင်းဘူးမြို့နယ်မှာ၎င်းအသေးသေးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါဗျ။ဖန်စီရမိထားသူတွေကမွေးရည်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအေးအေးယူထားရှိထားပြီးခွင်းဆက်ပြမှုကျွလွန်သူတွေကစစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါဗျ။